Hello အားလုံးပဲမင်္ဂလာပါ United ရှီဟူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော် Ruben Amorim နဲ့ပတ်သက်လို့ရှိရင်မင်းညာက West Ham နဲ့ပွဲအပြီးမှာတော်တော်ကိုအန်အောစရာအန်အောစရာလို့လည်းပြောလို့တော့မရတော့ပါဘူး။ဒါပါတော့တော်တော်ကိုရှော့ကရသွားစီမဲ့ stats တခုကိုကျွန်တော်တွေးလိုက်တယ်ပေါ့နော်။ဒါကလည်းကျွန်တော်ရှီပွဲဒီမှာကျွန်တော်ပြောနေတယ်ဆိုတော့တချို့ညီကိုတွေတိပိသားဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Manchester United ရဲ့ level မှာရှိမနေပဲနဲ့ ဒန်ဆင်းဆုံးကလတင်တစ်ခု ဖြစ်အောင်လို့ပြောင်းလဲပြီးခဲ့တဲ့အမ်မိုရင်ရဲ့အစွမ်းပေါ့လေရူဘင်အဲ့ဒါဘာလဲဆိုတော့ရူဘင်အမ်မိုရင်ကမန်ချက်စတာယူနိုက်တက်ကိုပရီးမီးယားလိပ်ပွဲစဉ်42ပွဲကင်တွယ်အပြီးမှာနိုင်ပွဲပနပွဲရတယ်လို့ညီကလို့ထင်ကြတယ်ပရီးမီးယားလိပ်ပွဲစဉ်ယူနိုက်တက်ကိုနော်ပရီးမီးယားလိပ်ပွဲစဉ်42ပွဲကင်တွယ်အပြီးမှာကျွန်တော်73ပွဲပဲကျွန်တော်တိုင်းတယ်42ပွဲနော်42ပွဲဆိုတာ ရီးမီးယားလိတရာဒီစာထပ်ပူများပါတယ်ပရီးမီးယားလိမှာတရာဒီလုံးမှာ38ပွဲပဲကျွန်တော်ကန်းတာ38ပွဲပဲကျွန်တော်ကန်းတာဆိုတော့38ပွဲမှာ73ပွဲပဲနိုင်နေဆိုရင်တောင်မှတော်တော်ကိုယွန်းစရာအခြေအနေဖြစ်နေပြီ42ပွဲမှာ73ပွဲပဲကျွန်တော်နိုင်နေတော်တော်ကိုတော်တော်ကိုစူးစူးဝဝအနေထားပါတော်တော်ကိုစူးစူးဝဝအနေထားပါတို့မန်ချက်စတာယူနိုက်တက်လို့အသင်းမျိုးကဒီလို statistics ကိုကျွန်တော်ဘောနောပြောနေရမှာမဟုတ်ဘူးဗျာသိလားဘယ်နှစ်ပွဲစတိုက်နိုင်တာ နော်အဝေးဝင်းဘဏ္ဍပွဲစက်တိုက်ရှုံပွဲမရှိတာအိမ်ဝင်းဘဏ္ဍပွဲစက်တိုက်ရှုံပွဲမရှိတာဘာညိုပြောနေရမယ်အခြေအနေမျိုးမှာ MOD လက်အောက်မှာကျွန်တော်တို့အနေနဲ့ပရီးမီးယားလိနောက်ဆုံး42ပွဲသူကင်တွေတာ42ပွဲမှာ73ပွဲပဲနိုင်နေပေါ့တော်တော်ကိုတကယ်ပါတော်တော်ကိုယွန်းစရာကောင်းတဲ့အခြေအနေမျိုးပါပြီးခဲ့တဲ့2024 2025ရာသီမှာတန်ဆင်းသွားတဲ့ကလပ်တင်၃သင်းရှိတယ်ပေါ့နော် Leicester City ရဲ့ Ipswich ရဲ့ Southampton ရဲ့ဆိုတော့ တော့အဲ့ဒီထက်မှာစပါးရှိတယ်ပေါ့အဆင့်၁၇နဲ့ယာစီတင်းခဲ့တာ38ပွဲမှာစပါးဟာကျွန်တော်တို့ဒါ၁၁ပွဲကျွန်တော်တို့အနိုင်ရပါတယ်စပါးဟာ၁၁ပွဲကျွန်တော်အနိုင်ရပါတယ်အဆင့်၁၆ကဝူဘန်ဟန်တန်ဟာကျွန်တော်တို့38ပွဲမှာ12ပွဲအနိုင်ရပါတယ်38ပွဲမှာအဆင့်၁၆နဲ့ယာစီတင်းခဲ့တယ်ပြီးခဲ့တဲ့ယာစီဝူဘန်ဟန်တန်က38ပွဲမှာ12ပွဲအနိုင်ရတယ်မန်ချက်စတာယူနိုက်တက်ကအမ်မိုရင်လက်အောက်မှာ52ပွဲမှာ73ပွဲအနိုင်ရတယ်ဘလောက်တောင်မှာ အချီနီဒီဟာပြောင်းလဲသွားတယ်လေဘလောက်တော့ယွန်းစရာအနေထားတစ်ခုဖြစ်သွားတယ်လေဒီကလပ်ကိုလုံးဝပြဘယ်လိုပြောမလဲပူကောင်းမှုကျွန်တော်ခန့်ပါတယ်ဆိုမှအဲ့လောက်ကြီးကြီးကျွန်တော်နေနဲ့ဖြစ်အောင်ဆွဲချသွားတာဒါကူလေသိလားအဲ့အဲ့လိုအနေထားကိုပေါ့နော်ကျွန်တော်ပြည်သက်ကြီးကြားထဲမှာဘာဘာလို့မြင်လက်ခံစရာတစ်ခုလို့ကျွန်တော်မြင်နေကြလဲကျွန်တော်နားမလဲဘူးသိလားနားမလဲဘူးကျွန်တော်တို့စဉ်းစားကြည့်နော်မန်ချက်စတာယူနိုက်တက်ပြည်သက်ကြီးနော်မန်ချက်စတာယူနိုက်တက်ကိုအားပေးတဲ့ကျွန်တော်ညီကိုတွေက ဥ United အသင်းကပရီးမီးယားလိဂ်42ပွဲမှာ73ပွဲပဲနိုင်အောင်လှုပ်ပေးထားနိုင်တဲ့နည်းပြတစ်ယောက်လွန်ခဲ့တဲ့52နှစ်အတောအတွင်းမှာတစ်ခါမှမကြုံခဲ့ရဘူးတဲ့အဆင့်15နဲ့ရာသီသိမ်းခဲ့တဲ့နည်းပြတစ်ယောက်ကိုမေအလုတ်ဖြစ်ပါလိမ့်မယ်လို့ဘာကမြင်ယုံကြည်နေစီတာလဲပေါ့နော်သူတို့ကိုလေတော်တော်အန်အောင်လို့မဆိုးပါဘူးတော်တော်အန်အောင်လို့မဆိုးပါဘူးနောက်တစ်ခုကကျွန်တော်ကဗျာသီးလားမနဲ့ကျွန်တော်အမြဲတမ်းကျွန်တော်ပြောသလိုပဲအမ်မိုနီနဲ့ပတ်သက်လို့ရှိရင်မှမဟုတ်တခြားဘယ်နည်းပြပဲဖြစ်ဖြစ် ရောက်လာကလေးကကျွန်တော်ကဒါပရိသတ်တွေတိုင်းကအကုန်လုံးကအားပေးထောက်ခံမှုအပြည့်နဲ့ပရိသတ်တွေဟာ MOD လက်ရှိတိုင်ပတ်နေတယ်ကျွန်တော်စတန်နေတယ်မှာဆိုလို့ရှိရင်ပြောပါလေဒီသူ့နာမည်တွေကိုကျွန်တော်ချန့်လုံးနေကြတော့မယ်ကျွန်တော်ကျွန်တော်တို့ဒီ every time ကကျွန်တော်နေထွက်သွားရတယ်အဲ့ဒီမတိုင်ခင်နေမှာ edit ဟာနဲ့ပတ်သက်လို့ကျွန်တော်အောင်မြင်စီခြင်းရတယ်အလုပ်ဖြစ်စီခြင်းရတယ်ဘယ်နီးပြလက်အောက်ပဲဖြစ်ဖြစ်ပြားသီလားအလုပ်ဖြစ်စီခြင်းရတယ်အောင်မြင်စီခြင်းရတယ်နီးပြမှမဟုတ်ကစားသမားအလုပ်ဖြစ်စီခြင်းရတယ်အောင်မြင်စီခြင်းရတယ်သို့တော်လည်းပဲ ျွန်တော်တို့ကဗောနော်ဘယ်လိုပြောရမလဲပြဿနာကကိုရီကိုရီရဲ့ကြားထဲမှာကျွန်တော်ကတော့ဗောနော်ဒီနီးပြဟာအောင်မြင်နိုင်ခြင်းရှိတယ်ဆိုပြီးတော့ဖောက်ခံနေကြတယ်လို့ကျွန်တော်မထင်ဘူးတော်တော်သေးထားပါတော့ MOD ကိုယုံကြည်နေကြတဲ့သူတွေဆိုရင်ကျွန်တော်ထင်တယ် MOD ကိုတကယ်ဒီနီးပြကတော့ဟေးအလုတ်ဖြစ်အောင်လုတ်ပြနိုင်ပါလိမ့်မယ်ဆိုပြီးတော့ထက်ပြီးတော့ထောက်ခံနေကြတယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ထင်တာသူတို့ဘာကြောင့်ဆက်ပြီးတော့ထောက်ခံနေကြလဲဆိုရင်သူတို့ရှိမှာဗောနော်သူတို့ရှိမှာ MOD ဟာ အသင်းကိုပြောင်းလဲပြီးနိုင်လိမ့်မယ်သူအမ်မိုရင်ဟာအသင်းပေါ်မှာအမှန်ကန်ကောင်းနေသူဆိုပြီးတော့ထင်ထားတာเนาะထင်ထားပြီးတော့အခုလက်ရှိသူတို့ထင်တာတွေမှားနေပြီမှားနေတဲ့အခါမှာအဲ့ဒီမှားကြောင်းကိုပြီးတယ်မလားကျွန်တော်တို့ရဲရဲဝံ့ဝံ့မဝန်ခံခြင်းနဲ့အခြေအနေမျိုးကြောင့်အမ်မိုရင်ကိုဆက်ပြီးတော့ယုံကြည်နေတယ်အောင်စောင့်နေကြတယ်လို့ပဲကျွန်တော်ထင်တယ်ဒါလားအမှန်တမ်းပြောတာကျွန်တော်ပြောချင်တာကကျွန်တော်အရာတစ်ခုကိုအကြောင်းအရာတစ်ခုကိုကျွန်တော်ယုံကြည်တယ်ဆိုတာကဗျာတိလား ကျွန်တော်က evidence နဲ့ကျွန်တော်ကယုံကြည်ကြတာထားပါတော့ MOD စပြီးတော့ရောက်လာတဲ့ကျွန်တော် MOD ပုံမှာမျှော်လင့်ချက်တွေအများကြီးထားကြတယ်ဘာလို့လဲ sporting list ပုံမှာသူဟာလုံးဝအားသင်းစရာကောင်းလောက်တဲ့ဆွမ်းဆောင်ရည်မျိုးတွေသူပြထားတာတည်ရီဆိုတာတိတ်ကြညီမကြတာရှုံးပွဲဆိုတာတိတ်ရှိညီမရှိတာလုံးဝအမှန်ကန်လုတ်ပြထားတာကျွန်တော်ကအဲ့ဒါကိုကိုအသင်းကိုရောက်လာတဲ့ကကျွန်တော်အမှန်ကန်အားပေးကြတယ်ဒါရောကျွန်တော်ကြည့်တဲ့ညီကလေးပဲဖြစ်ဖြစ် United ရှုကိုကြည့်တဲ့ညီကလေးပဲဖြစ်ဖြစ်ကျွန်တော် MOD ရောက်လာတော့ကဘလူကျူစုတယ်လေဘလူမြောက်ပင့်တယ်လေဘလူရုပ်လက်ခံယုံကြည်တာဘလောက်ဖြစ်စေခြင်းတယ်လေ ဒါအားလုံးနှီးပါတော်တော်များများနှီးပါကျွန်တော်တို့ဒီထောက်ခံကြတယ်ကျွန်တော်အဲ့ဒီလုံကအဲ့ဒီတဟာကစုပ်ပြတ်တက်နေပြီးတော့မထွတ်မဖြစ်မနေထုတ်ကိုထုတ်ရမှာရမယ့်အခြေအနေမျိုးမှာ MRI ကိုကျွန်တော်မြင်ရတာဆိုတော့ MRI ကိုဘယ်လောက်တောင်ကျွန်တော်ကြိုဆိုကြတယ်လဲပြဿနာကကျွန်တော်တို့ကအချိန်တစ်ခုကြာလာတဲ့အခါတော့အတိုင်းအတာတစ်ခုဒီကျွန်တော်တို့ကဗောနောမြင့်မြင့်တက်တည်တည်လည်းရှိနေပြီဗောနောမြင့်မြင့်တက်တည်တည်လည်းရှိလာတဲ့အခါမျိုးမှာကျွန်တော်ထင်တယ်လို့မဟုတ်ပါလားဆိုပြီးတော့မြင်လာပြီအဲ့ဒီအချိန်မှာโอเคငါတို့ရှိတော့က ဒီနည်းပြကိုဖြည့်ဆည်းခြင်းကိတာတွေမဖြစ်တော့ဘူးဒီနည်းပြနဲ့ပတ်သက်လို့ယုံကြည်ထားတာတွေလက်ရှိမှာအလကားဖြစ်ကုန်ပြီဒါဆိုလို့ရှိရင်ငါတို့ယုံကြည်တာမှားပါလားဆိုတဲ့မျက်မြင်သက်သေတွေတွေ့အပြီးမှာတော့โอเคငါတို့တော့ယုံကြည်ခဲ့တာမှားတယ်ဟိအခုချိန်ရတော့အပြောင်းလဲလုပ်ရမယ့်အချိန်မျိုးဆိုပြီးတော့မြင်သိနေပြီဗျာအဲ့တော့ပြောချင်တာကကျွန်တော်တို့မှားတယ်ဆိုတဲ့ကျွန်တော်ခံဝင်ခံချက်ကိုဗျာရှက်စရာမလိုဘူးဗျာသိလားနော် တို့ဟိုကိုမားတယ်โอเคငါတို့ကတော့မျက်မြင်သက်သေတွေ့ပြီးသွားပြီငါတို့မျက်စိနဲ့ကြည့်နေရပြီပြီးခဲ့တဲ့ရာသီ65နဲ့ရာသီသိန်းခဲ့တာโอเคထားအောင်တော့အဲ့ဒါကကျွန်တော်တို့ပြောသလိုပဲရာသီကြိုခြေတန်းပွဲစီနေသူမကန်ခဲ့ရဘူးမကင်တွေခဲ့ရဘူးကစားမအားဖြစ်မှုတွေဇန်နဝါရီမှာလဲပက်ထရစ်ဒူဂူနဲ့ကျွန်တော်တို့ heaven လာဒီလောက်ပဲကျွန်တော်ရှိတယ်အဆင်မပြေခဲ့ဘူးโอเคထားအောင်တော့လာအမ်မိုရီအနည်းနဲ့ဘယ်လိုပြောင်းလဲပြေးနိုင်မှာလဲပေါ့အော်အခုနွေရာသီအပြောင်းရွှေ့မှာနွေရာသီအပြောင်းရွှေ့မှာကျွန်တော်တို့တိုက်စစ်၃ရောက်အတွက်230ကျော်ကျွန်တော်တို့တုံးတယ်ကုသမအပြောင်းလဲကျွန်တော်တို့လုပ်တယ် နော်ယာဒီယိုခြေစမ်းပွဲစဉ်တွေအာရှအမေရိကသူ့အကုံသွားကစားရတယ်။ Ipswich နဲ့ပွဲစဉ်တုန်းကလည်းအခုချိန်ကြီးဘာမှမထူးခြားဘူး။ဆိုတော့ဒါဒီကျွန်တော်တို့အနေနဲ့โอเคဒါကြီးကိုကျွန်တော်တို့ကပြမြင့်မြင့်မျက်ွယ်ပြုပြီးတော့ဟာကိုယုံကြည်ခဲ့တာကိုမှားပါတယ်ဆိုတဲ့အရာတစ်ခုကိုကျွန်တော်တို့ကကာကွယ်ခြင်းစိတ်ဝန်မခံခြင်းစိတ်တစ်ခုတွေနဲ့ကစားမားတွေဟိုကစားမားကဘယ်လိုကြောင်းဒီကစားမားကဘယ်လိုကြောင်းအန်ဝူရင်းကကောင်းလာမှာပါဒါအန်ဝူရင်းအပြစ်မဟုတ်ဘူးဘာညာ နယ်လဘိန်းလုံးဆန်ဆန်ကျွန်တော်တို့ကထောက်ခံနေလို့မရဘူးပြန်ဆက်ပို့လုပ်နေလို့ကျွန်တော်မရဘူး။နောက်ပြီး MOD လက်ရှိလုတ်ပြနေတာတွေအားလုံးကမန်ချက်စတာယူနိုက်တက်ကိုကူစားပြုတဲ့အရာတွေနဲ့အကုန်လုံးကဆန့်ကျင်ဘက်တီကြီးပဲရေကျွန်တော်ရှေ့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့သလိုပဲ။ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်အရာတစ်ခုကိုယုံကြည်တယ်ဆိုရင်ကိုယုံကြည်တဲ့အရာကအချိန်တစ်ခုကြာလို့မျက်မြင်သက်သေတွေနဲ့မှားကြောင်းတို့ဘယ်တော့မြင်နေရရင်ပြဿနာမရှိဘူး။ evidence ကိုကျွန်တော်ကကြည့်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေဟာပြောင်းလဲပိုင်ခွင့်ရှိတယ် ကြေတနာမရှိဘူးဗျာထားပါတော့ခင်ဗျားတို့ကျွန်တော်တို့အမ်ဘူနီနဲ့ပတ်သက်လို့ထင်ထားတာတွေဖြစ်မလာဘူးငါတို့မှားသွားတယ်ပြေတနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကအရာကြီးကိုကိုမှားတယ်ဆိုတာကိုကျွန်တော်တို့သိရမလားဒီဝန်မခံခြင်းနဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကအလုံးမဖြစ်တဲ့အရာကြီးကိုအလုံးဖြစ်ပါလိမ့်မယ်ဆိုပြီးတော့မြေယူနေကန်ဆက်ပြီးတော့ကျွန်တော်တို့နေနဲ့ယုံကြည်နေတာမျိုးကြီးကတော်တော်ကိုအချင်းကြီးဆိုးလုံးပါတယ်တော်တော်ကိုအချင်းကြီးဆိုးလုံးပါတယ်เนาะအဓိကကကျွန်တော်နေနဲ့ပေါ့เนาะကျွန်တော်မှားကြောင်းမှန်ကြောင်းကအဓိကမကြဘူး Manchester United အလုံးဖြစ်ဖို့ကျွန်တော်အရေးကြီးတယ် ဒီ unit ရဲ့အလုပ်ဖြစ်ဖို့အတွက်နီးပြတယောက်ဟာအရေးချင်းရှိရှိနဲ့ပြောင်းလဲနိုင်မှုကျွန်တော်အရေးကြီးတယ်ဗျာအကယ်လို့မပြောင်းလဲနိုင်မှုဆိုရင်အပြောင်းလဲလုပ်ရမှာပဲနောက်တစ်ခုကကျွန်တော်ပြည်သက်တီကြားထဲမှာရှိသေးတယ်နီးပြကိုပြောင်းတာအဖြစ်မဟုတ်ဘူးပေါ့အဲ့ဒါမျိုးကြီးကိုဘယ်ကနေပြီးတော့ဘယ်လိုယုံကြည်လာကြလဲတော့ကျွန်တော်မသိဘူးအေးပေါ့ထားပါတော့လူရောက်တရားရှိရင်တရားတမျိုးတော့ကျွန်တော်ဒီနေ့အမြင်ကွဲကြတယ်ဆိုတော့သူ့မြင်ကိုမြင်မတူတာတော့လက်ခံပါတယ်ဒါပေမဲ့လည်းလို့နီးပြပြောင်းတာနီးပြပြောင်းတာအဖြစ်မဟုတ်ဘူးဆိုတော့လက်ရှိမကောင်းတဲ့နီးပြကြီးကိုဆက်ထားတာကရောအဖြစ်လားဗျာ ဟုတ်တယ်မလားနီးပြပြောင်းတာအဖြစ်မဟုတ်ဘူးလက်ရှိအဆင့်59နဲ့ရာသီသိမ်းခဲ့တဲ့နီးပြအခုချိန်ထိကျွန်တော်နိုင်ပွဲနိုင်ပွဲတပွဲကိုကောင်းကောင်းမဖော်ဆောင်နိုင်တဲ့နီးပြတယောက်ကိုဆက်ထားတာကတော့ကျွန်တော်အဖြစ်လားပေါ့ဟုတ်တယ်မလားကျွန်တော်ကနီးပြပြောင်းနေဆိုတဲ့နေရာမှာအလုတ်ဖြစ်လို့ဘယ်သူမှမပြောင်းဘူးအလုတ်မဖြစ်လို့ပြောင်းရတာတွေကြီးပဲရဲ့အချိန်ကြီးအကြောင်းကြောင့်အလုတ်မဖြစ်လို့ပြောင်းရတာတွေကြီးပဲရဲ့ဖြစ်နိုင်မဲ့ silent focusion တော့အခုချိန်ကြီးပြောင်းနေမှာပြောင်းမှာဗျာအနားယူသွားလို့ဒါကျွန်တော်တို့ကမဖြစ်မနေပြောင်းသွားတာအဲ့ဒီနောက်မှာကျွန်တော် David Moyes ကိုဆက်ခန့်နေ မင်းကောင်းနေအခုလက်ရှိအမ်ဘူရီနီရောက်လာစရာအကြောင်းကိုမရှိဘူးဟုတ်တယ်မလားဘန်ဟားခန့်နဲ့မော်ရီညိုခန့်နဲ့အိုလီဂနာဆူဂျာခန့်နဲ့ရန်နစ်ခန့်နဲ့အခုလက်ရှိအရစ်တန်ဟားခန့်နဲ့အခုအမ်ဘူရီခန့်နဲ့မကောင်းလို့အချိန်တန်လို့ပြောင်းရတာရည်ရွယ်ရယ်ကောင်းလို့ကျွန်တော်ပြောင်းရတာဘာမှမရှိဘူးကောင်းလို့နဲ့ကွာအမေသူများအသင်းတွေကိုတအားကြီးမြင်လုတ်ပြလို့နဲ့မင်းမခံနိုင်တော့ဘူးငါတို့ကကြည်ရတာငါတို့ပြောင်းကြစို့ဟေးဆိုတဲ့နေမျိုးရှိကိုမရှိဘူးဆိုတော့နီးပြပြောင်းတာအဖြစ်မဟုတ်ဘူးဆိုတာကြီးကမင်းအတိတ်မှာမရှိဘူးသီလားနီးပြပြောင်းတာအဖြစ်မဟုတ်ဘူးဆိုတာကြီးကလေဘာလို့လဲဆိုတော့ လက်ရှိနီးပြကအလုံးမဖြစ်မနေအလုံးမဖြစ်ရင်ပြောင်းပြထားပါတော့ MOD ကိုထုတ်တယ်နောက်တစ်ယောက်ခန့်နေအဲ့ဒီနီးပြတစ်ယောက်ကအလုံးမဖြစ်ဘူးပြောင်းထပ်ပြောင်းကျွန်တော်ကကောင်းတဲ့နီးပြအသင်းကိုကောင်းအောင်လုပ်ပြနိုင်တဲ့နီးပြတစ်ယောက်မတွေ့မချင်းကျွန်တော်ကပြောင်းနေရမှာပြောင်းနေရမှာဗျာတည်းပြောင်းနေရမှာကျွန်တော်ကအလုံးမဖြစ်တဲ့နီးပြရင်နဲ့ဆက်သွားပြီးတော့အလုံးဖြစ်တာမျိုးကျွန်တော်ဟန်ဆောင်နေလို့မရဘူးအလုံးဖြစ်တာမျိုးမျောလင်းနေလို့ကျွန်တော်မရဘူးเนาะဒါကြောင့်ကျွန်တော်ကတော့ MOD နဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ဟိုထောက်ခံကြတဲ့သူတွေလည်းရှိသေးဆိုတော့ ဟာကူမြင်းကြည့်ပြီးတော့မြန်တော့ဒီထောက်ခံရတယ်လဲပေါ့ပရီးမီးယားလေးပွဲစဉ်ပရီးမီးယားလေး42ပွဲကင်တွယ်ပြီးတဲ့အနေအထားမှာ73ပွဲပဲအနိုင်ရတယ်73ပွဲပဲအနိုင်ရတယ်အဲ့ဒါဟာမန်နေဂျာတယောက်ကိုဆက်ပြီးတော့ထားတဲ့အနေအထားလို့ညီကလို့ထင်ရလားဝူဘန်ဟန်တန်ဗျာဝူဘန်ဟန်တန်ဝက်ဆမ်မင်းကြိုက်တဲ့တန်းစီဆိုတာအတင်ပြီးခဲ့တဲ့နွေရာသီပြောင်းချူမှာတန်း130တုံးထားလို့ဒီရာသီမှာတပွဲတောင်နိုင်အောင်မနေလို့နေရတယ်ဆိုတေးကြတယ်အဲ့ဒီပြပြုတ်ပြီပဲမန်ချက်စတာယူနိုက်တက်မှာမပြုတ်သေးဘူး မန်ချက်စတာယူနိုက်တက်မှာမပြုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ standard တွေဟာကျလာပြီအဲ့တော့အဲ့လို standard တွေကျလာတာတွေကိုလည်းကိုပရိသတ်တွေကခြေတုံးငါကောဘယ်လောက်ကောင်းလို့လဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကပို့ပြီးတော့ဆွဲချနေကြသေးတယ်အဲ့တော့အမ်မိုရီရဲ့လက်အောက်မှာ ကျွန်တော်တို့ကရှုံးနာတွေဟာတာမန်လိုဖြစ်လာပြီတာမန်လိုဖြစ်လာပြီပုံမှန်လိုဖြစ်လာတဲ့အနေအထားမှာဒါတွေကိုလက်ခံစားပြုလာကြပြီဒါမျိုးလို့ကျွန်တော်တို့အနေနဲ့တေချာသတိထားမှာကဒါဟာမန်ချက်စတာယူနိုက်တက်ရှိရမယ့် level ဟုတ်မနေပါဘူး ဒီတက်ပူကောင်းတဲ့နီးပြဒီတက်ပူပြီးတော့အသင်းရဲ့ level ကိုဆွဲတင်ပြနေမဲ့နီးပြမျိုးကိုကျွန်တော်လိုတာနော်ဆိုတော့ညီကလို့ရောဘလို့မိညာလဲအမူရင်ကိုဘာကြောက်မြန်အခုချိန်ထိထောက်ခံနေကြရလဲဘာကမြန်အမူရင်ကိုထောက်ခံဖို့ထိုက်တန်နေလို့ညီတို့ထင်ကြသေးလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးအများကြီးပါတယ်